1389ခုကဆုံလာပြီဗုဒ္ဓနေ့ဗုဒ္ဓနေ့မှာမေတ္တာပြေဝသာသနာပြုအဖွဲ့ကလာရန်တော်ပရိယတိသာသနာတက္ကသိုလ်ရန်ကုန်၌ဖရာမှုရှိသောတန်ခါတော်ရှင်သူမြတ်တို့၏သီလကုန်တမာတိကုန်ပညာကုန်တို့ကအာယုံပြုပြီးတော့ဒီကနေ့ဆွာခဲ့ပွေဘောဇင်ဆုရှင်ရတာပြပြတွန်းတဲ့တကွာသင်္ကနဝကမ္မဓာတဝဘုဒ္ဓဆုတို့ကိုဆက်ကလှူဒန်းတယ် အဲ့တော့ဘုံဘုံတင်တဲ့အနုမောဒနာတရားပေါ့အနုမောဒနာစကားပြောပြပါမယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဧရခပတ္တနဂါမင်းကြီးကိုအကြောင်းပြုပြီးတော့မိတ်တော်မူခဲ့တဲ့ဒေသနာတော်ပေါ့အဲ့ဒီဒေသနာတော်ကိုကောင်းလို့ပြီးတော့ပြောပြမယ်ရာခေရှင်တရား၄မျိုးလို့ရာခေရှင်တရား၄မျိုးဆိုတော့ကနံပါတ်၁က လူဘဝကိုလည်းပဲအမတမရခဲ့တယ်။နံပါတ်2ကလူဘဝကိုရပါတော့လည်းပဲမွေးတဲ့နေ့ကစပြီးတော့တည်တဲ့နေ့အထိ ကျမ်းမာစွာဖြင့်အသက်ရှင်မှုကိုလည်းပဲအမတမရခဲ့တယ်။နံပါတ်3ကနိမလမနိဗ္ဗာန်ရောက်ကြောင်းသတိပဋ္ဌာန်တရားကို နာရဖို့ဆိုတာလည်းအမတမရခဲ့တယ်။နံပါတ်4ကလောကမှာဘုရားတဆူတဆူပွင့်ပေါ်လာဖို့ဆိုတာကလည်းအမတမရခဲ့တယ်လို့ ရာခေခြင်းတရား၄မျိုးလို့မြတ်စွာဘုရားကဧရကပတ္တနဂါမင်းကြီးကိုအကြောင်းပြုပြီးတော့မိတ္တောမူခဲ့ပါတယ်။ဒါပြအဲ့ဒီ၄မျိုးထက်မှနံပါတ်၁ကနေစကြည့်ကြရအောင်။နံပါတ်၁ကလူဘဝကိုလည်းပဲအမတန်ရာခေတယ်လို့ပြောတယ်။အဲ့တော့လူဘဝဆိုတာလူဆိုတာလူငရဲသားလူပိတ္တာလူတလေးဆန်လူစစ်စစ်၄မျိုးရှိတယ်။လူငရဲသားဆိုတာက မကောင်းမအကုသိုလ်ဒုစရိုက်တရားတွေကိုပြုလုပ်ပြီးတော့ထောင်ထဲရောက်အချင်းထဲရောက်ပြန်ထွက်လာတော့ခါလည်းပဲကောင်းလာကိုလုံးသလားဆိုရင်မလုပ်ဘူးမကောင်းတာဒီပဲဒီလိုပဲလုပ်ပြီးတော့ဘဝတစ်ခုကိုအဆုံးသတ်သွားတဲ့ဘဝသည်လူငရေသားလို့ခေါ်ပါတယ်လူပိတ္တာဆိုတာကလူဘဝကိုတော့ရလာပါရဲ့မစားရမတော့ရအငန်းကမောမောနဲ့ဘဝတစ်ခုကိုအဆုံးသတ်သွားတဲ့ဘဝသည်ဒါလူပိတ္တာလို့ခေါ်တယ်လူတိလိဆန်ဆိုတာက လောကမှာပြောပြောနေရပါတယ်အသိဉာဏ်ရှိတဲ့လူတွေပေါ့ဒါတိရစ္ဆာန်နဲ့နှိုင်းခံပြီးတော့လူတိရစ္ဆာန်ပဲတဲ့အသိဉာဏ်မရှိဘူးအသိဉာဏ်မရှိဘူးအကြောင်းအကျိုးမသိဘူးအကောင်းဆုံးမသိဘူးမေတ္တာတရားမရှိဘူးကိုကျင့်စာတရားမရှိဘူးအဲ့ဒါလိုလူတန်းစားကိုလူတိရစ္ဆာန်လို့ခေါ်တယ်လူစစ်စစ်ဆိုတာကတန်ဖိုးရှိတဲ့လူဘဝတန်ဖိုးရှိတဲ့လူဘဝကိုတော့အမတမ်းမရခဲ့တယ်ခုနကပြောတယ်လူစစ်စစ်ပေါ့ တန်ဖိုးရှိတဲ့လူဘွားဆိုတာကဘယ်လိုလူဘွားကို ပြောတာတုံးလို့ဆိုတော့မြတ်စွာဘုရားသာသနာတော်နဲ့တွေ့ဆုံတဲ့အခါမှာတရားတရားရှိပြီးတော့ဒါနကိုလုပ်တယ်သီလကိုစောင့်တည်တယ်ဘုရားရှိဖို့တဲ့ပရိစိတ်တဲ့ပရိပဋ္ဌာန်ရွတ်တဲ့မေတ္တာကမ္မထဆီပြန်တယ်တတိပဋ္ဌာန်ဝိပဿနာတရားကိုလည်းပဲရတဲ့အရှင်ကလေးမှာကြိုးစားပွားများအားထုတ်တယ်เนาะ ဒီလိုလူဘဝကြီးအမတန်မှတန်ဖို့ရှိတဲ့လူဘဝအဲ့တော့တန်ဖို့ရှိတဲ့လူဘဝကိုရခဲ့တာเนาะဒီလိုတန်ဖို့ရှိတဲ့လူဘဝကိုအမတန်မှရခဲ့တယ်နောက်ပါနေ့ကလူဘဝကိုရလာပါတော့လည်းပဲမွေးတဲ့နေ့ကစပြီးတော့တည်တဲ့နေ့အထိကျမ်းမာစွာဖြင့်အသက်ရှင်ဖို့ဆိုတာကိုလည်းအမတန်မှရခဲ့ပါတယ်အဲ့တော့မွေးတဲ့နေ့ကစပြီးတော့တည်တဲ့နေ့ထိကြမ်းမာတဲ့ပုံကိုယ်တွေမရှိဘူးလားလို့မေးရင် ရှိတယ်နော်နေပါတယ်အမတမနေတယ်ဘာယောဂမှမရှိဘူးဒီလိုပဲအသက်ကြီးပြီးတော့တစ်ပင်ကတေးရခလေးကမိပြီးတော့ကြူချသလိုမျိုးဒီလိုတည်သွားတဲ့ပုံစံတွေကလည်းရှိပါတယ်ဒါပေမဲ့များသောအဖြစ်အသက်ကလေးရလာပြီလို့ဆိုလို့ရှိရင်ဝေဒနာကပါလာနော်ဝေဒနာကပါလာချက်ဒုနာတဲ့ခါနာတဲ့ပေါနာတဲ့ဘုရားကပြောပါတယ် ခန္ဓာရရင်ဝေဒနာရလာတဲ့နဲ့အတူတူပါပဲအာဒီတဲ့ကဝေဒနာတွေကနှလုံးယောဂါစိတ်ယောဂါသွေးတို့ယောဂါကင်းစာယောဂါစသည်ဖြင့်ယောဂါတွေအများကြီးတယောက်နဲ့တယောက်တော့မတူဘူးပေါ့ဒီလိုပဲဖြစ်ကြတယ်နော်ယောဂါကဒါပြည့်ကောင်းပြီယောဂါရှိပါတော့လည်းပဲအသက်ရှင်အောင်ဘယ်လိုနေရမှာလဲဒါလည်းရှိသေးတယ် အသက်ကိုညံဆောင်ဥစ္စာကိုကန်ဆောင်လို့ဆိုစကားရှိတယ်။ကိုယ်ခန္ဓာကိုကိုယ်သက်ကိုညံနဲ့ဆောင်ရဲ့အသက်ရှင်မယ်။အာနာစာမစားနဲ့။နှမျောစာမစားနဲ့။တချို့ကကိုယ်မှာယောဂရှိတယ်သူတပတ်ကျွေးတဲ့ဥစ္စာကိုအာနာလို့စားလိုက်တယ်။အန်တယ်မကောင်းဖြစ်။တချို့ကဒါလေးကိုပြစ်လိုက်ရမှာကိုနှမျောတယ်။နှမျောလို့စားတယ်နေမကောင်းဖြစ်တယ်။ ဒါလည်းရှိသေးတယ်အဲဒါကြောင့်အာဒါစာမစားနဲ့နှမျောစာမစားနဲ့နောက်တစ်ခုကဒီအစားအစာကို ကိုကဘလောက်ပဲကြိုက်ကြိုက်ကိုခန္ဓာကိုယ်နဲ့မတင်းတော်ဘူးကိုယောဂာနဲ့မတင်းတော်ဘူးလို့ဆိုရင်မစားနဲ့ဒီအစားအစာကိုကိုကတော့မကြိုက်ဘူးဒါပဲလို့ကျမ်းမာရေးကို ထောက်ဖို့ပြုတယ်ဆိုရင်စားရမယ်နော်အဲ့ဒါဗုဒ္ဓဘာသာတွေမှာတဏိတာအသက်ရှင်ရင်တဏိတာတန်ဖို့ရှိတယ် ဘာကြောင့်လဲဆိုတော့တနေ့တာအသက်အသက်ရှင်လို့ရှိရင်ဒါနလုပ်လို့ရတယ်သီလဆောက်လို့ရတယ်ဘုရားရှိခိုးပဋိစေပရိပဌံရွယ်မေတ္တာကမ္မထံစီပြန်လို့ရတယ်ဝိပဿနာတရားကို အားထုတ်လို့ရတယ်เนาะအဲဒါကြောင့်အသက်ရှင်ဖို့လိုတဲ့အသက်ရှင်အောင်လည်းပဲဉာဏ်လေးနဲ့မိမိခန္ဓာကိုစောင်းပြီးတော့ဒီလိုပဲနေချာရပါမယ်အမြတ်စွာဘုရားကတော့ခမုဒ္ဒနေကစပြီးတော့တည်တဲ့နေ့အထိ ကျမ်းပါစွာဖြင့်အသက်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာအမတန်မှရခဲ့တယ်လို့ခေါ်နံပါတ်3ကနိမန္နမနိဗ္ဗာန်ရောက်ချောင်းသူတော်ကောင်းတရားဆိုတာကတတိပဋ္ဌာန်ဝိပဿနာတရားကိုပြောတာတတိပဋ္ဌာန်ဝိပဿနာတရားကဖရာတစုတစုပွင့်ပေါ်ခါမှနာကြားတဲ့တရားသာသနာတော်တွင်းမှာမှနာရတဲ့တရားကျင့်ရတဲ့တရားသာသနာပမှာဒါနရှိတယ်သီလရှိတယ်သမထရှိတယ်ဝိပဿနာတရားသည် သာသနာပပမရှိဘူးအဲမြတ်စွာဘုရားပွင့်ပေါ်လာမှဒီတတိပဋ္ဌာန်တရားကိုဟောခဲ့တယ်သာသနာတော်မှာမို့လို့တတိပဋ္ဌာန်ဝိပဿနာတရားကို နာရတယ်ကျင့်ရတယ်ပေါ့နော်ကျင့်ရတယ်အဲဒီအထက်မှာမေတ္တာပြုဝါသာသနာပြုအဖွဲ့မှာလည်းပဲတရားအထုဖို့တဲ့ပုဂ္ဂိုလ်ကအများကြီးပါပါလိမ့်မယ်တတိပဋ္ဌာန်ဝိပဿနာတရားကိုနာပါဆိုတော့တဏှာကြီးထိုင်နာလိုက်ရင်ပြီးပြီ တရားနာပြီလို့ရှိရင်ဒီတရားတော်တဲ့အတိုင်းကျင်းပါလို့ဆိုရင်အမတန်ခက်ပြီအရှင်ပြရတော့မယ်နော်အဲ့တော့အဲ့တော့ဒီတရားကအာကိုအာထုတ်ရမယ်ဗုဒ္ဓဘာသာတရားအထုတ်တဲ့နဲ့ဒိဋ္ဌိပဋ္ဌာန်ဝိပဿနာတရားသွားရထိုင်လျောက်ဣရိယာပုတ်လေးပါးနဲ့မြေတိုင်းကြတဲ့နရဆရထိတိုင်းတိတိုင်းကိုယ်တိုင်းဆန်တိုင်းအမူရတ္တမူရတ္တမှာသတိကပ်ပြီးတော့ရှုမှတ်ပေါ်များအထုတ်မှာ ိမိခန္ဓာကိုမှဖြစ်ပြနေတဲ့ရုပ်နဲ့တရားတွေရဲ့အကြောင်းကိုသိမှာအဲ့တော့ဖြစ်ပြနေတဲ့ရုပ်နဲ့တရားကိုသိဖို့အတွက်မြင်တဲ့အခါမျက်စိမှမှားတဲ့ကြားတဲ့အခါနားမှလည်းတဲ့အခါနှာခေါင်းမှစားတဲ့အခါရှာမှထိတဲ့အခါကိုယ်မှသိတဲ့အခါနှလုံးသဘောမှာဒီလိုရှုမှတ်ပေါင်းများအားထုတ်တတိကပ်ပြီးတော့ရှုမှတ်ပေါင်းများအားထုတ်နေလို့ရှိရင်မျက်စိမှမှတ်တော့မျက်စိမှသိတယ်နားမှမှတ်တော့နားမှသိတယ်နှာခေါင်းမှမှတ်တော့နှာခေါင်းမှသိတယ်ဘာကိုသိတာလဲ မျက်စိမှာမြင်တယ်လို့မျက်လိုက်ရဲ့မြင်မှုကတခုသိတာကတခုနားမှာကြားတယ်လို့မှတ်လို့ရကြားမှုကတခုသိတာကတခုနံတယ်လို့မှတ်ရရင်နံမှုကတခုသိတာကတခုစားတယ်ကောမှတ်ရစားမှုကတခုသိတာကတခုထိတာကောမှတ်ရထိမှုကတခုသိတာကတခုမြင်မှုကယုတ်တရားသိတာကနံတရားဟောကြားမှုကယုတ်တရားသိတာကနံတရားနံမှုကယုတ်တရားသိတာကနံတရားစားမှုကယုတ်တရားသိတာကနံတရားထိမှုကယုတ်တရားသိတာကနံတရား အဲ့တော့မျက်စိနဲ့သာလျှာကိုစင်းမှာယုံနဲ့တရားကိုသူသိသွားမျက်နှာကမြင်တယ်လို့မှတ်တဲ့အတွက်ယုံနဲ့တရားတွေဟာမျက်စိမှာပေါ်ထွက်နေတယ်နားမှာပေါ်ထွက်နေတယ်နှာခေါင်းမှာပေါ်ထွက်နေတယ်ရှားမကူမှာစင်းမှာပေါ်ထွက်နေတယ်ဒီယုံနဲ့တရားတွေပေါ့အဲ့ဒီယုံနဲ့တရားတွေရဲ့အဖြစ်အပျက်ကိုသိဖို့ဒါအရေးကြီးတယ်နော်ဖြစ်ပျက်နေတာကယုံနဲ့ဖြစ်ပျက်မရှိတာကနိဗ္ဗာန် အဲ့ဒီယုံနဲ့တရားတရားအဖြစ်ပြသဘောတရားကိုသိဖို့လိုတယ်မြင်တဲ့ကမြင်တယ်မှတ်ရင်မြင်တယ်ပျောက်သွားတယ်ကြားတဲ့ကကြားတယ်လို့မှတ်ရင်ကြားတယ်ပျောက်သွားတယ်ပေါ့အဲ့လိုဖြစ်ပြနေတဲ့သဘောတရားကိုဒါနပြုုံသက်သက်နဲ့လည်းမသိနိုင်ဘူးသီလဆောက်တဲ့ုံသက်သက်နဲ့လည်းမသိနိုင်ဘူးဒီသတိပဋ္ဌာန်ဝိပဿနာတရားကိုအာထုံမှမိမိခန္ဓာကိုယ်မှာဒီတရားတွေကိုသိနိုင်တယ်အဲ့ဒါကြောင့်မိမိခန္ဓာကိုယ်ရဲ့အကြောင်းကိုသိဖို့အတွက်မြတ်စွာဘုရားကဒီသတိပဋ္ဌာန်တရားကိုဟောတော်မူခြင်းဖြစ်ပါတယ် မိမိခန္ဓာကိုယ်ရအကြောင်းကိုမသိသမျှခါလာပတ်လုံးကာယေသဘာဝဝိတ္တတ္တနာဒုက္ခတတ္တခရိတတိလို့မိမိခန္ဓာကိုယ်သိပြီမိမိခန္ဓာကိုယ်ရအကြောင်းကိုသိပြီလို့ဆိုရင်ဒုက္ခကလွတ်ပြီတဲ့မြတ်စွာဘုရားကအဲ့ဒါကြောင့်ဒီသတိပဋ္ဌာန်ဝိပဿနာတရားကိုဟောခြင်းဟာလူတိုင်းလူတိုင်းဒီသတိပဋ္ဌာန်ဝိပဿနာတရားကိုအာထုပ်ပြီးတော့တရားထု ရရပါစေဒီတရားကိုစေတုံပြီးတော့ရှင်းတာကြပါစေလို့မြတ်စွာဘုရားက နိမလမနိဗ္ဗာန်ရောက်ချောင်းသူတော်ကောင်းတရားဆိုတဲ့သတိပဋ္ဌာန်တရားကိုမြတ်စွာဘုရားဟောတော်မူခြင်းဖြစ်ပါတယ်အဲဒါကြောင့်ဒီသတိပဋ္ဌာန်ဝိပဿနာတရားကိုဟောကြားရဖို့နားရဖို့ဆိုတဲ့ဥစ္စာလည်းပဲဘုရားတဆုတဆုပွင့်ပေါ်ခါမှနားကြားရတဲ့တရားအမတန်မှရခဲ့ပါတယ်သာသနာတွင်းမှာနားရတယ်နော်ကျင့်ရတဲ့တရားသာသနာဘမှာဒီဝိပဿနာတရားကို မနားရဘူးနော် ဝိပဿနာလည်းမရှိဘူးဒါနသီလသမထဒီလောက်ပဲရှိတယ်။အဲကြောင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကနိမန္နမနိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတရားဆိုတဲ့သတိပဋ္ဌာန်တရားကိုနာရဖို့ဆိုတာကလည်းဘုရားတဆုတဆုပွင့်ပေါ်ခါမှနာကြတဲ့အတွက်အမတန်မှရခဲ့တယ်တဲ့။အဲနောက်ဆုံးတစ်ခုကလောကမှာဘုရားတဆုတဆုပွင့်ပေါ်ဖို့ဆိုတာကလည်းအမတန်မှရခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအတိုင်းဘုရားဖြစ်လာတာမဟုတ်ဘူး။ဟော लेने से ना कबार दे पार में वो फिर भी मा पया फिर ला रहा ना लेने से ना कबार दे पार में वो फिर है दाना पार में दिला पार में निखमा पार में पिया पार में साहित पार में सेवा अरे पार में से भागो पार में तबाह तबाह को तुम योजी पीलो पीलो फिर धना पार में तो खुदे वो धना पार में धना उपा पार में पर मैठा पार में तुम यो तिला पार में तो खुदे वो तिला पार में तिला उपा पार में तिला मैठा पार में तुम यो သုံးမျိုးသုံးမျိုးစီပြုလုပ်ပြီးတော့ဖြည့်ရတော်မူတဲ့အတွက်ပါရမီ၁၀ပါးအပြား၃၀ဆိုတာဖြစ်ပေါ်လာတယ်။အဲဒါနပါရမီဒါနဆိုတဲ့ဥစ္စာကမိမိမှာရှိတဲ့ပိစိဥစ္စာစနာတွေကိုလှူဒါန်းလိုက်တဲ့ဒါနဒါနဥပပါရမီဆိုတာကမိမိခန္ဓာကိုယ်နဲ့ဆက်ဆက်ပြီးတော့အင်္ဂါကြီးငယ်တို့ကိုလှူဒါန်းတယ်၊သွေးလှူဒါန်းတယ်၊မျက်ရည်လွှာလှူဒါန်းတယ်၊အသေးလှူဒါန်းတယ်၊ကြောက်ကလှူဒါန်းတယ်ဒါဒါနဥပပါရမီ ခန္ဓာကိုယ်နဲ့အသက်ကိုဆုံးပြီးတော့လှူဒန်းတာကဒါနပရမတ္ထပါရမီတဲ့နော်အဲမြတ်စွာဘုရားအလောင်းတော်ယုံတငေဖြစ်စဉ်ဘွားတုံးကလာပညာတညာမှာညောင်မကြီးအောက်မှာနေတော့လာကြီးကလည်းသာလိုက်တာငါတစုံတစ်ခုလှူတက်ရရင်စိတ်ကောင်းမှာပဲတရားတရားဖြစ်နေတဲ့အဲ့ဒီရှင်ကမှတရားမင်းကတီးတော့အလှခံပုံရအောင်ဆောင်းပြီးတော့အဲယုံကလေးရှိကို ရောက်လာတယ် အလှခံပုဂ္ဂိုလ်လည်းတွေးပြီးသဒ္ဓါတရားလည်းရှိပြီးဒါပေမဲ့လို့လှူစရာပြည့်စုံဝတ္ထုတစုံတရုပ်တခုမှမရှိအဲကြောင့်သူဘာလို့လဲဆိုတော့သစ်ခက်တဲ့ဇုတဲ့သေရွက်တဲ့ကိုစုပြီးတော့မိဖို့မိပုံတွင်းကိုဆင်းပြီးတော့ခန္ဓာကိုယ်ရဲ့အသားကိုယူလိုကယူဆလိုကစားဆိုပြီးတော့ခန္ဓာကိုယ်နဲ့အသက်ကိုဆုံးပြီးတော့လှူတဲ့တာဒါနပရမတ္ထပါရမီဟောသီလပရမတ္ထပါရမီ စံပေရနဂါမေသင်္ခပါရနဂါမေဘူရိတနဂါမေဇတ်တော်တွေမှာလူပြေကိုလာပြီးတော့ဥပုဆောင်တယ်နော်အလံပေပုံနာတွေကနဂါကြီးကိုဖမ်းပကြုတ်ထဲမှာထက်အားနဲ့အောင်လုပ်တယ်စုတင်နဲ့ထုတ်စစ်တင်နဲ့ပက်နဂါကြီးကပြန်ပြီးတော့တတ်ခတ်မယ်ဆိုလို့ရှိရင်တတ်ခတ်လိုက်ရတယ်ဒါမှမဟုတ်ငါသီလကိုအကျိုးပေါင်းမခံဘူးလို့ခန္ဓာကိုယ်နဲ့အသက်ကိုဆွန်းပြီးတော့ပရမတ်ထသီလပါရမီကိုဖြည့်ရှင်တော်မူခဲ့ပါတယ်နော်အဲ့တော့ ခန္တီပါရမီတို့မေတ္တာပါရမီတို့ဖြည့်ရတဲ့နေရာမှာလည်းပဲဒီတတ်ပါပဲသဲနဲ့ခန္ဓာကိုယ်ဆုံးပြီးတော့ပါရမီကို ဖြည့်ခဲ့တယ်အဲ့ဒါကခန္တီပရမတ္ထပါရမီဓမ္မပါဠိဆက်တော်ထဲမှာဓမ္မပါဠိမေတ္တာလေးဟာခဏလသားလေးပဲရှိသေးတယ်မေတော်ဖြစ်တဲ့ဆန္ဒတိဝိမိဖုရားကမေတ္တာလေးကိုရေမိုးချွတ်နဲ့တာလေးမျိုးတော့သာမီနေရောက်တဲ့ခါလေးပြိုနေတဲ့ရှင်ခါမှာမဟာဗတ္တပမင်းကြီးကနန်းတော်ထက်ကိုဝင်လာတယ် မိဖုရားကြီးကတတိမထာမိဘူးအဲ့ဒါဘယင်းကြီးကကြီးဆိုင်ကြီးဆိုင်ဒီကောင်လေးကခလေးပဲရှိတဲ့ငါ့ကိုကိုယ်ရုမဆိုင်ဘူးတကယ်တဲ့ဒီကောင်လေးကြီးလာလို့ရှိရင်တော့နော်ငါ့ကိုလူလို့တောင်ထင်မှာမဟုတ်ဘူးအဲ့ဒါလို့စိတ်ဆိုးပြီးတော့လူသားသမားကိုခေါ်ပြီးတော့သွားစမ်းတဲ့မိဖုရားရဲ့ရင်ခွင်မှာရှိတဲ့သားတော်လေးကိုဆွဲခေါ်လာခဲ့ဆွဲခေါ်လာခဲ့ပြန်မထားရမှာလေအဲ့ဒီမှာနန်းရံပြန်မှာစင့်တီတုံးရှိတယ်စင့်တီတုံးပေါ်မှာပဲလက်ကလေးတင်လိုက် တင်လိုက်ပါပြီဖေရဘာလို့ရမလောကရဲတန်းကိုကောက်လိုက်ပြီးလို့ရှိရင်လက်ကလေးကို ဖြတ်ဒီဘက်လက်ကိုဖြတ်ဟိုဘက်လက်ကိုဖြတ်ခြေတော်နှစ်ဘက်ကိုဖြတ်ဖြတ်တာပဲနောက်ဆုံးတော့နော်လှန်နဲ့ထိုးပြီးတော့ကစားပြီးတော့တည်သပ်ပလိုက်တယ်ဒါပဲမဲ့လို့ဖေရအလုံးတော်ဟာအခဏတစ်ချက်မအော်ဘူးတဲ့ပရမတ္ထခန္တီပါရမီပရမတ္ထမေတ္တာပါရမီပေါ့ဒီလိုပါရမီတွေကိုဖြည့်ရှင်းလာလိုက်တာနော်တဘွားမဟုတ်ဘူး လေးသင်ရှင်နဲ့ကဘာတသိပါရမီကိုဖြစ်ပြီးမှသူသိတာနဲ့ပြမှာသေတ္တကေတုနတ္တဘဝနဲ့ဆန်စားစေရဝလာတရတုံးကခံရောလာကြတဲ့နတ်ပြမှာပေါင့်တယ်ကအရှင်နဲ့သာလူပြမှာဖျားဖြစ်ရှင်တမ်းပါပြီလို့ဆိုတော့ကာလတိပဒေသကုလမာတုအာယုပရိစေဒရှင်းရှင်းရင်းငါးပါးကိုရှင်းပြတော့ကပိလဝနေပြတော်သုတ္တရဏမင်းကြီးကမိဖျားခေါင်ကြီးဖြစ်တဲ့မေတော်မာယာရဲ့ဝန်းကြားတိုင်းမှာမဟာတက္ကရ60နဲ့ခုနှစ်ခု ဝါဆိုလပြီဥဒရတဲ့လက်ခက်နဲ့ဆက်ရှင်ပြီးတော့ရှားပဒပတိနေမှာပတိတရယူတော်မူဖြစ်ပါတယ်68ခုနှစ်မှာမွေဖွားစိတ်ချောင်းနဲ့ရွယ်ရောက်တဲ့အခါကျတော့ဗတ္တခေစနာယသောတရဒီဝင်နဲ့ထိမြပြီးတော့ရမသူပသူရမလို့ဆိုတဲ့ရှင်နဲ့သုံးဆောင်မှာလောကီစစ်စင်ကို73နှစ်တိုင်တိုင်ခံစားတော်မူပါတယ်မဟာသကရကိုသက်တော်30နှစ်နဲ့9နှစ်မဟာသကရ90နှစ်9ခု ဝါဆိုလာပြီတလဲလာနဲ့မှတောထွက်ပြီးတော့ဒုက္ခရစရိယာ6နှစ်ကြောင်ဖရာဖြစ်ဖို့အတွက်သိတ္တထမင်းသားဘဝမှာတော့မှတောထွက်ပြီးတော့6နှစ်ကြောင်တရားကျင့်ရပါသေးတယ်အဲ့ဒီခါကျမှဒုက္ခသမုဒယနိရောဓနဲ့မေဃတပြားလေးသစ္စာကိုဆရာမကိုသိယံပူညာဖြင့်မိမိအလိုလိုထိုးထွင်းပြီးတော့သိတော်မူတဲ့ဖရာတဆူဖြစ်ကိုရောက်ရှိလို့လာပါတယ်အဲ့ဒါကြောင့်လောကမှာဖရာတဆူတဆူဖြစ်ပေါ်လာဖို့ဆိုတာကလည်း အမတ္တမရခဲ့တယ်လို့မြတ်စွာဘုရားကရခဲ့ခြင်းတရား၄မျိုးနံပါတ်၁ကတန်ဖိုးရှိတဲ့လူဘဝကိုလည်းအမတ္တမရခဲ့ပါတယ်နံပါတ်၂ကလူဘဝကိုရလာပါတော့လည်းပဲမွေးတဲ့နေ့ကစပြီးတော့တည်တဲ့နေ့အထိကျမ်းမာစွာဖြင့်အသက်ရှင်မှုကိုလည်းအမတ္တမရခဲ့ပါတယ်နံပါတ်၃ကနိမလမနိဗ္ဗာန်ရောက်သောသတိပဋ္ဌာန်ဝိပဿနာတရားကိုနာရဖို့ဆိုတာလည်း အမတမရခဲ့တယ်။နံပါတ်၄ကလောကမှာဘုရားတဆူတဆူပွင့်ပေါ်လာဖို့ဆိုတာကလည်းအမတမရခဲ့တယ်လို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကရခဲ့ရင်တရား၄မျိုးဆိုတဲ့တရားဒေသနာတော်ကိုဧရကပတ္တငဃမေယျောအကြောင်းပြုပြီးတော့မိတော်မူခဲ့ပါပြီ။အဲဒါကြောင့်ဒီတရား၄မျိုးကိုခါထား၄နဲ့နေကုန်ဥပ္ပိတော်ခိုင်းဆုံးတတ်ကြမယ်။ကိစ္စမနုဿပတိလာဘောကိစ္စမိဇာနာဇီဝိတံ ကိစ္စံသတ္တမသဝနာကိစ္စောဗုဒ္ဓနာမုပါရောမနောတာပတိလာဘောလူရဲ့ဖြစ်ကိုရဖို့ဆိုတာကလည်းပဲကိစ္စောလိက္ခန္တဘောလွန်တော်ဘောရခဲ့ရစွာသောလွန်တရားမရခဲ့လပါပြီမိဇာနာဇိဝေတလူရဲ့ဖြစ်ကိုရပါတော်လည်းပဲမွေးတဲ့နေ့ကစပ်ပြီးတော့တည်တဲ့နေ့အထိကျမ်းမာစွာဖြင့်အသက်ရှင်မှုကိုလည်းပဲ ကိစ္စံပေတန္တယံသွဲ့သွဲ့အန္တရတေကမြလပါသောကြောင့်လွန်တရားမရခဲ့လပ်ပါပြီ။သာဓမ္မသဝနာနိမလမနိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတရားတွေကိုနာယူပြီးတော့မိမိကိုယ်တိုင်ကျင့်ကြံကျုပ်ကိုပေါ်များအားထုတ်ဖို့ဆိုတာကလည်းပဲကိစ္စံဘုရားတဆုတဆုပွင့်ပေါ်ခါမှာနာကြပါသောကြောင့်လွန်တရားမရခဲ့လပ်ပါပြီ။ဘုဒ္ဓနာမောပါတော်ဘုရားတဆုတဆုပွင့်ပေါ်ဖို့ဆိုတာကလည်းပဲ ကေဇောလေးသိရှင်နဲ့ကပါရတိပါရမီကိုဖြစ်ရပါသောကြောင့်လွန်တရားမရခဲ့လာပါပြီ။တသမ္မတို့ကြောင့်ဒုံမေသင်သူတော်ကောင်အပေါင်းတို့သည်ဒါနေဒါနေဖရာသဒနာလူဖြစ်လာကြတဲ့ယခုလိုရှင်ဟာလသမယ၌သဒ္ဓမ္မသဝနနိမလမနိဗ္ဗာန်ရောက်ဆောင်သူတော်ကောင်တရားတွေကိုသူနှိမ့်တော်နာယူပြီးတော့ပတိပဇ္ဇတု၉၉ငါး ကျင့်ရင်ကျုပ်ကိုပွားများအားထုတ်နိုင်ကြပါစေကုန်တည်းအိဇခကိဇရှမေအိဇရှလိုက်ဆိုအရှင်ဖယားတပည့်တော်တို့သည်ကံကို၎င်းကံဤကျိုးကို၎င်းယုံကြည်ကြပါကုန်သည်ဖြစ်၍ နေ့ယခုနိုင်ငံတော်ပရိယတ္တိသာသနာတက္ကသိုလ်၌ဖျားမှုရှိသောတန်ခါတော်ရှင်သူမြတ်တို့၏သီလကုန်သမာဓိကုန်ပညာကုန်တို့ကိုအာယုံပြု၍ဆွမ်းခဲပွေပေါ်စဉ်ဆိုရှင်ရတာအပြပြတို့နှင့်သင်္ကန်း နဝကမ္မဓာတပဝုထုအစုစုတို့ကိုလှူဒန်းကြပါကုန်၏အရှင်ဖုရားဤကောင်းမှုကြောင့်တပည့်တော်တို့သည်အန္တရာယ်ခတ်သိမ်းပပျောက်ငြိမ်းလျက်ကောင်းကျိုးရှိသာမင်္ဂလာတို့နှင့်ပြည့်စုံကြပြီလင်နိဗ္ဗာန်ကိုမြတ်မောင် ပြုရပါလိုကုန်၏အရှင်ဖရာဤမံပုံညပါကံတပ္ပသတ္တနံဒေမဘာဇိယမအရှင်ဖရာတပည့်တော်တို့ယနေ့ယခုပြုလို့ရသောကုသိုလ်ကောင်းမှု၏အဖို့ပါကကိုအနန္တခိုင်းဝင်ကျေးဇူးရှင်များ ဖြစ်ကြကုန်သောအမိအဖအဖိုးအဖွားဆရာသမားဆွေမျိုးညာတကာအစာရှိသောလူအပေါင်းတို့အားအများအများပြေဝေကြပါကုန်၏ရှင်ဖရာကိုဆောင်နဲ့ကြောင်ဆောင်နဲ့အိမ်ဆောင်နဲ့ရက်ွယ်ဆောင်နဲ့မျိုးဆောင်နဲ့ အစာရှိသောနတ်မြတ်နတ်ကောင်းနတ်မြတ်မအောင်တို့အားအမြာအမြာပြည့်ဝကြပါကုန်၏ရှင်ဖရာထိုမတပါ32ဘုံ၌ကျင်လေကျက်စားသွာလာနေထိုင်ကြကုန်သောဝိနေယဒုက္ခိတသုခိတ တတဝအပေါင်းတို့အားအမြအမြပြေဝေကြပါကုန်၏အရှင်ဖရာလုံးစုံများစွာတတဝတို့သည်တပည့်တော်တို့နှင့်ဓာတုထမြာကုသိုလ်ရ၍ဓာတုထမြာတရားရ၍ကျမ်းမာကြသည် ရှမ်းသာကြသည် ဖြစ်ကြပါစေကုန်သောအာလောကြာကြာသမျှအမြာအမြာအမြာယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလောကြာကြာသမျှအမြာအမြာအမြာ ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု